HLF training module တွေက capacity building training module တခုဖြစ်တဲ့ဒီ vaccination program ပေါ့နော် routine immunization program နေနဲ့ပတ်သက်ပြီးတော့ကျွန်မတို့ training ပေးဖို့ရထားတဲ့နေရာမှာအခုဒီကျွန်မတို့ရဲ့ဒီခုပြီးခဲ့တဲ့တပတ်အတွင်းမှာကြုံခဲ့ရတယ်ဒါမြန်မာနိုင်ငံအနှံ့ပြားကငလျင်တန်းနဲ့အတူနောက်ဆက်တွဲဖြစ်လာနိုင်တဲ့ယောဂပိုးတွေကုသယောဂတွေဒါတွေကျွန်မကြိုတင်ကာဝယ်ဖို့အတွက်ဒါကကြိုတင်ပြီးတော့ ပြင်ဆင်နေဆိုတဲ့နေရာမှာဒီ lecture series တွေကိုကျွန်တော်ဆင်မအောင်အရှိပို့ပြီးတော့ခါကြတော့တမက်ဒါရီကာလာတက်ကိုစောပြီးတော့ဒါကဒီ video ထဲမှာတင်လိုက်ပါတယ်အဲ့တော့အဓိကကတော့ကျွန်မတို့ခု lecture ကာလာမှာ ဒီ tetanus ပေါ့နော်မိခိုင်ကာဝဲဆီးထိုးတဲ့အနေအထားတွေဟာဒါကလူတိုင်းလုပ်ထားတဲ့နေဆိုနေထားလူဆီမှာ alert လုပ်ချင်တာလည်းဖြစ်တယ်လို့ကာဝဲဆီးနဲ့ပတ်သက်ပြီးတော့လည်းဆီမတို့အရေးကြီးတဲ့ကာဝဲဆီးပေါ့နော်ဥပမာဆီမတို့ဝက်သက်ကာဝဲဆီးလို့ဟာပြောရပေါ့ဒါတွေဆီမတို့ကအစောတင်လဲထိုးဖို့ထိုးနှံဖို့ရန်အတွက်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒါလေးကိုဆီမ awareness ပေးခြင်းနဲ့အတွက်ရဲ့အဲဒီ lesson series ကိုဆီမစောစောလေးစပြီးတော့ခါကြတော့ပို့ချပေးလိုက်ရတာဖြစ်ပါတယ် အဲ့တော့ဟိုဟို disease proper ပေါ့နော်တခုချင်းစီဥပမာကျွန်တော်တို့မိခိုင်ဖို့ဆိုလို့ရှိရင် tetanus နဲ့ပတ်သက်တယ်ကျွန်တော်တို့ဒီယောဂါဖြစ်စဉ်အဲဒီကိုတော့အရှိကတင်ငန်းစာတွေမှာလူမျိုးကျွန်တော်တို့အသေးစိတ်တခုချင်းစီအခုချိန်မှာမသွားသေးပဲနဲ့အဲလိုတဲ့အပိုင်းကိုပဲပေါ့နော်လက်တွေ့ကျွန်တော်အသုံးချမဲ့အပိုင်းမျိုးပဲဥစားပနာမနဲ့ယောဂါတခုချင်းစီလိုက်ကိုမိခိုင်ဖို့တို့နောက်တစ်ခါကျဝတ်သက်တို့စသည်ဒါမျိုးတွေကျွန်တော်တို့ပို့ချပေးသွားမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးပိုင်းကြတော့မှသာနေဆိုတော့ wind up လုပ်တဲ့အနေနဲ့ share တင်ခဲ့တဲ့သင်ခန်းစာပေါ့နော် bacteriology module immunology module virology module အဲ့ဒီအားကြီးရဲ့နောက်ဆက်တွဲ capability building ထပ်ပြီးတော့ပို့ချပေးမှာဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်မကအခုသွားမယ့်ဒီ training program ရဲ့ဒီကြားပြတ်အနေနဲ့ပေါ့နော်ဒါလေးကိုကျွန်မတို့ဒီအခုလက်ရှိကာလမှာ urgently တင်ပေးဖို့လိုလာတဲ့အတွက်ကြောင့်သင်ခန်းစာကိုကျွန်မပြင်ဆင်ပေးရခြင်းဖြစ်တယ်ဆိုတာလေးပြောကြတာဖြစ်ပါတယ်မလင်းနဲ့ပါဝင်ကျမတို့တဘာဝဗီးရန်ညုံနေရတဲ့ခါတိုင်းမှာအဲမိခန့်ကောင်ပဲကြီးကိုထိုးပြီး အဲကြားလေရှိပါတယ်တကယ်လဲထိုးရမှာပေါ့နော်အဓိကတော့ကျမတို့ဒီရေပြားပြက်ရှာနာတန်ဆူအားစသည်အပြည့်တမျိုးထိကတန်ရာရတာကြီးဂျုံလာပြီဆိုလို့ရှိရင်မိကန်ကာဝဲစီကိုကျမတို့ထပ်ပြီးတော့ထိုးရပါတယ်တကယ်ကကျမတို့ကအကလေးဘွားတော့မှာပေါ့နော်ထိုးခဲ့ပြီးသားရှိတယ်ဒါပေမဲ့အဲ့ဒါကကလေးဘွားအတွက်ပဲကာဝဲပြီးတော့ခါကြတော့ဒီစပြီးတော့ကျမတို့ဆယ်ကျော်အသက်လူကြီးပိုင်းကြီးကောင်ဝင်လာပြီဆိုလို့ရှိရင်လည်းပဲဒါပုံမှန်အားဖြင့်ကျမတို့ booster dose လို့ခေါ်တဲ့ဒါကထပ်ဆောင် ကာဝဲစီကိုထိုးရမှာဖြစ်တယ်ပေါ့ ော့အဲ့တော့အဲကျွန်တော်မြန်မာနိုင်ငံနေနေဆိုလို့ရှင်တော့အဲ့လောက်ဒီအဲမြန်မြန်ဆဆအကိုကျွန်တော် booster dose ကိုထိုးပြီးကြတာမျိုးကတော့မရှိဘူးပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကတဘာပေးတဲ့ကျွန်မတိုင်းမှာမြေမွေးသွားအကြောင်းမျိုးကြောင့်ကျွန်တော်တို့မိခါကောင်းစီထိုးပေးလေးရှိတယ်လို့ကျွန်မရေးထားတယ်ဒီကတော့အဲအခုလိုမျိုးပေါ့နော်ဒီကာလမှာဆိုလို့ရှင်တော့လူသားရတော့ထိုးထားတဲ့တော်ဆရာမကတော့ပြောခြင်းပါတယ်ပေါ့နော် အဲ့တော့ကာဝယ်စည်းထိုးတာကျမတို့ဒီကလေးဘွားပေါ့နော်ငယ်စဉ်တုန်းကဒါပြေဝမရထားတဲ့လူဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်လေပုံမှန်အတိုင်းပေါ့နော်ကျမ booster dose ကိုပုံမှန်မထိုးတဲ့လူတွေဆိုလို့ရှိရင်နော်ဒဏ်ရာကြီးကြီးမမသာရရှိမယ်ဆိုလို့ရှိရင်ကာဝယ်စည်းအနေနဲ့ကကျတော့ကျမတို့ဒီ passive immunity ပေါ့နော်ကျမတို့ကာဝယ်စည်းကိုကလေးဘွားတော်ကနေပြီးတော့ကိုယ့်ရဲ့ကိုယ်ခံအားကိုအသုံးချပြီးခုခံစွမ်းအားကိုအသုံးချပြီးတော့ခုခံနိုင်စွမ်းရှိအောင်လို့လုပ်တဲ့ဟာအပြင်ကိုအဲဒါလောက ခန္ဓာကိုယ်အတွက်ကိုအစင်းတဲ့ ready made ထိုးထည့်လိုက်တယ်ဒါ immunoglobulin လိုဟာမျိုးလည်းပဲလိုအပ်တယ်ပေါ့ဒါမှသာလေကျမတို့ကဒီတန်ရာနဲ့အတူတွဲဖက်ပြီးတော့ပါလာနိုင်တဲ့ bacteria ဒီ tetanus ရေပိုးခံနိုင်မှာဖြစ်တယ်ပေါ့ဒါကကျမတို့ကကနဦးဒီ tetanus နဲ့ပတ်သက်ပြီးတော့ immunization လုပ်ပြီးဆိုလို့ရှိရင်သိရှိရမယ့်ချက်ဖြစ်ပါတယ်အဲ့တော့ကျမတို့မိခန်ကပဲဈေးရဘလို့လူတွေလိုလဲဆိုလို့ရှိရင်ဒီမှာရေးထားတဲ့အတိုင်းပဲ people of all ages need တဲ့တဲ့ disease လူတိုင်းလိုပါတယ်ကလေးငယ်လေးတွေအဲမူကြိုကလေးဘွားပေါက်စနာလေးတွေရဲ့နောက်တစ်ခုကကျမတို့ဒီ အဲ proteins တွေပေါ့နော်ဆယ်ကျော်သက်ရွယ်ကြီးရဲ့တခါကျမတို့လုံးဝရွယ်ရောက်နေပြီဖြစ်တဲ့လူကြီးတွေအဲနောက်ကျမအသက်ရွယ်ကြီးရဲ့အဖိုးအွားတွေအားလည်းပဲလိုအပ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒါကပါလေဆိုလို့ရှိရင်သူ့ရဲ့ကာဝယ်ဆေးရဲ့သဘောတရားအနေထားအပြင်ကျမထပ်ပြီးတော့ရှင်းပြအောင်ပါပေါ့နော်အဲ့တော့ပုံမှန်ကကျမ2လ4လ6လပေါ့နော်အဲကျမမြန်မာနိုင်ငံဆိုလို့ရှိရင်လည်းပဲပုံမှန်ဒီ routine immunization program တွေရှိရဲအဲ့ဒီမှာကျမတို့ကလေးတွေကာဝယ်ဆေးထိုးပြီးဆိုလို့ရှိရင်ဒါတွေကပါပြီးသားပေါ့နော်ပြီးတော့ခါကျတော့ကျမတို့နောက်ထပ်အဲ2လ4လ6လပြီး ကျွန်တော်တို့15လ16လောက်မှာတခါထိုးတယ်ပြီးတော့ဟာကျွန်တော်၄နေ့ကနေပြီးတော့6နေ့မှာကျွန်တော်တခါထိုးတယ်ပေါ့နော်ဒါကကျွန်တော်ပုံမှန်အပြည့်သွားတယ်သူရဲ့ဟိုဟာပေါ့ schedule ဖြစ်တယ်ပေါ့နော်ပြီးတော့ဟာကျတော့အဲကလေးတွေဟိုဟာပေါ့ schedule တက်ရွယ်17နှစ်ကနေ17နှစ်လောက်အထိပေါ့နော်ဆိုလို့ရှိရင်လည်းပဲတခါကျွန်တော်ထိုးရတယ်တခါပြီးတော့ဟာကျတော့အဲ့နောက်ပိုင်းပေါ့နော်10နှစ်တစ်ချိန်မှာ booster dose ကညင်းရလို့ပါတယ်ဒါမှသာလေကျွန်တော်တို့ဒီမိခိုင်ပို့အပြည့်အဝကာကွယ်နိုင်တဲ့ခုခံစွာရရှိနေမှာဖြစ်ပါတယ်အဲ့တော့အဲကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်တော့အဲကလေးဘွားမှာထိုးရမှန်းတယ်ဒါပေမဲ့ဒီအဲ့ကလေးဘွားပြီးတဲ့အချိန်ကျွန်တော်တို့ဆယ် ော်သက်ရွယ်ပေါ့နော်ကလေးအဲဒီမိဘပေါက်ရွယ်စားစားပြီးတော့ခါကျတော့ပုံမှန်အဖြစ် booster dose ထိုးတဲ့ဟာမျိုးကတော့ဒါထိုးလေထိုးတာပုံမှန်အဖြစ်မရှိကြဘူးပေါ့နော်ကျန်းမာရေးသိသိပြီးတော့များတဲ့လူတွေဆိုလို့ရှိရင်တော့ထိုးတာမျိုးရှိနိုင်တယ်အဲဒါပေမဲ့လည်းပဲဒီကျွန်မပြောချင်တာကတော့ဒီကျွန်မခဏဒီ all ages ပေါ့နော်တကွရဲ့ဒီအဲတဘွားဘွားတောက်လျှောက်လုံးမှာ tetanus vaccine ထိုးထားဖို့လိုတယ်ဒါမှသာလေဆိုတော့မိခွန်ကာဝယ်ဆေးရအဲကာဝယ်ကုရံကိုအပြည့်ဝရမှာဖြစ်တယ် များသောအားဖြင့်တော့ဒီကတည်းကရတော့ခါကျတော့မတန်းစုတော့မှသွားထိုးကြရပါဘူး။အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကလေးဘွားကနေပြီးရှိခဲ့တဲ့ immunity ကတကယ်ဟိုကိုယ့်ရဲ့တကယ်လိုအပ်တဲ့ချိန်မှာဆိုလို့ရှိရင် less လက်ဆရှိမိနေတော့ပဲနဲ့ booster dose ကလည်းပဲအဲထပ်ပြီးတော့ထွက်ဖို့ရန်အတွက်ကကြာတော့ချိန်ကာလလိုထပ်ယူရတဲ့အတွက်ကြောင့်မလို့တကယ်နဲ့တက်တက်နဲ့ဆင်းရပြီဆိုလို့ရှိရင်ဒီကဒီကပိုတကယ်ဝင်ပြီဆိုလို့ရှိရင်အဲ့ချိန်ကျမှကျွန်တော်ဆေးသွာထိုးရဲဆိုတာကအာကျွန်တော်တို့ဒါလက်တွေ့တော့မကြောက်ဘူးပေါ့နော်။တိတ်ပြီးတော့ဒါကအသုံးဝင်တဲ့ဟာမျိုးမဟုတ်ဘူးဆိုတာလေးပဲအားလုံးနားလည်ထားသိချင်တယ်ပေါ့ဒါလေးဆက်မှာထည့်ပြီးတော့ပြောချင်တာဖြစ်ပါတယ် ဒါကတော့ကျမတို့မိခိုင်ပိုးဝင်တဲ့လူတယောက်ရဲ့ပုံစံကိုဒါပုံပြထားတာပေါ့နော်အဲသူက muscle spasm မြင်ရတာကြွက်သားတွေကျမတို့တောင့်တင်းတာပေါ့ ဒါကြောင့်မို့ကျွန်မတို့သူရဲ့ဒီခြေထောက်ပေါ့အဲလက်ဒီခြေထောက်တွေအကုန်လုံးကွေးကောက်တောက်တင်းပြီးတော့ခါကြတော့ကော့လန်နဲ့ဒီထောက်ပြင်ရတယ်ပေါ့နော် hyper extension လို့ခေါ်တယ်ဒါအရန်ကိုလူကခန္ဓာကိုယ်ရဲ့ကြွက်သားတွေရာဆိုရှင်တင်းတောင်းသွားတဲ့အတွက်ကြောင့်မလို့ခါအယိုးပေါင်အယိုးတောင်ကျိုးတတ်တယ်ပေါ့နော်တကယ်တမ်း stiffness တကယ်ဖြစ်ပြီဆိုလို့ရှင်ရှိတဲ့ယိုးတွေကလုံးအရန်စပါဇန်ဆိုပြီးတော့ခါကြတော့အယိုးကျိုးတဲ့အထိအောင်ဖြစ်တတ်တယ်ပေါ့နော်ပြီးတော့ခါကြတော့အဲ့ရနေပဲယိုးကျိုးလို့ပဲအသက်ဆုံးရှုံးနေဆိုတဲ့ဟာမျိုးတိတောင်ဖြစ်တတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့သူ့ရဲ့ stiffness ရဲ့ cross joint တိုင်း stiffness ရဲ့ neurotox ဆင်အစိတ်ဟာဆိုလို့ရှိရင်ပေါ့နော်နျူရိုဆိုတာအာယုံကြောကိုပြောတာအဲ့တော့နျူရိုတောက်ဆင်ဟာဆိုလို့ရှိရင်အာယုံကြောအစိတ်တင်တဲ့အတွက်ကြောင့်အလောက်တူဆိုရတယ်ဆိုကျွန်တော်နားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကိုနာမီနေတဲ့ဘူးပေါ့နော်တန်စုတဲ့ဆိုတဲ့နေရာမှာကျွန်တော်တန်ဟာမြေကြီးထဲမှာပေါ့နော်ရှိတယ်ပေါ့တန်ဟိုတော့ဘူးမှကျွန်တော်တို့က ိုးသက်ပြီးတော့ဟာကြအသုံးပြုတာမရှိတဲ့အတွက်ကြောင့်မလို့တန်မားစီတန်ရဲ့တိတိချွန်မှာကျွန်တော်တို့ပိုးရှိနေမယ်ဆိုလို့ရှင်ညီကြီးကနေပြီးတော့ဒီရှိတယ်အဲဒီတက်တနက်စ်ပေါ့နော်ဘက်တီးရီးယားပိုးဟာအဲဒီတန်နဲ့အတူကျွန်တော်ခနာကိုအတွင်းထဲကိုထိုးထည့်လိုက်လို့ဖြစ်သွားပြီးခါကျွန်တော်အဲ့မှာကျွန်တော်တို့ပါတယ်ဘက်တီးရီးယားတွေရာဆိုလို့ရှင်ခနာကိုယ်ရဲကိုသွေးစိတ်ပြန့်နှံ့ပြောခါကျတော့ဒီတောက်ဆင်ကနေပြီးတော့ဒါလူအသက်ဆုံးရှုံးတဲ့နေဖြစ်နေတယ်ဆိုတော့ကျွန်တော်နားလည်ထားပါဖြစ်ပါတယ်အဲ့ဒီမှာမြင်နေရတာကျမတို့ neurotransmission အဖြစ်စဉ်တစ်ခုကိုဒါပုံစံလေးဆွဲပြထားတာပေါ့လေ ကျွန်တော်တို့ကအရှိပိုင်းမှာလည်းကြောင်ပြပြခဲ့ပြီဖြစ်တယ်ဒီ ဟိုပါပေါ့ neuromuscular ပေါ့နော်ကျွတ်သားအာရုံကြောတွေကိုလည်းမျိုးအလုပ်လုပ်တယ်ဆိုရဲဟာဝရှင်းပြခဲ့တယ်ဆိုရင်ညီမဆို curary ဆိုရဲ CEO ပါထည့်သွင်းပြီးတော့အခါကျတော့ဥမာထားပဲပြောပြခဲ့တယ် quiz လေးတယ်ဆိုတော့အဲတော့ကမေးဖြေလေးလုပ်ခဲ့ရပေါ့နော်ဒီမှာကျွန်တော်တို့ anxiety transmitter ဆိုတာရှိရဒါကအငြင်းတဲ့လုံဆောင်နေရကောင်ဒီဘက်ကကျတော့ကျွန်တော်တို့ inhibitory transmitter ဆိုရဲဒါ hunter ပြီးတဲ့ကောင်ပေါ့ဆိုတော့ကျွန်တော်တို့ကလုံဆောင်ရဟန်တာရရအငြင်းတဲ့စီချက်စီချက်ညီရှိနေရမှာဒီမှာ tetanus ကနေပြီးကျွန်တော်တို့ထုတ်လိုက်တယ် tetanus ဖြစ်ဖြစ်ဆိုရဲတောက်ဆင်းအစိတ်ရှိရဒီကောင်ကသွားပြီးတော့ဒီအချောင်းလေးကသွားပြီးတော့ဒီမှာ hunter တွက်ကြောင့်မလို့အပေါ်ကကျမတို့က excitation နေရာလေးပဲသွားပြီးတော့သူ့ရဲ့ဒီ excitation ပြီးပြီးသွားလိုက်အဲ inhibition ဖြစ်သွားလိုက်ဆိုရင်ဟာမသွားပြီးတော့မလုပ်တော့ဘဲနဲ့ excitation နဲ့တောက်လျှောက်ဖြစ်နေ continuous excitatory stimulation ဆိုရဟာဖြစ်နေစီပြီးတော့ခါကျတော့အောက်မှာလေးပဲကျမတို့ဒီ inhibition transmitter ရဲ့ဆိုရင်သွားပြီးတော့ပိတ်ထားတဲ့အတွက်ကြောင့်မလို့ inhibition ဖြစ်တယ်ဒါကြောင့်ကျမတို့ကကြွက်သားတွေကအလုပ်ပဲလုပ်ပြီးတော့ခါကျတော့နားရဲဆိုရဟာမရှိတော့ဒါကြောင့်မလို့ကျမတို့ကခုနပြောလို့ကြွက်သားတွေတောက်လျှောက်တောင့်တင်းထားခြင်းနဲ့ stress ကြီးစားမျိုးဖြစ်တယ်ပြီးတော့ခါကျတော့တခါအဲ့ဒီကနေပြီးတော့မှ မလိုလားပဲနဲ့ကျမတို့ဒီအသက်ရှူလမ်းကြောင်းအသက်ရှူတဲ့ကြွက်သားတွေဆိုလို့ရှင်လည်းပဲဒီအသက်ရှူရဲ့ဒီအလုပ်လုပ်ရတဲ့ဟာတွေကိုပဲထောက်လျှောက်ဟိုသွားပြီးတော့လုံစော်ပြီးတော့ခါကြတော့မရက်မနာဒီကြွက်သားတွေတောင်းတင်းတဲ့အတွက်ကြောင့်မလို့အသက်ရှူရက်သွားတဲ့ဟာမျိုးတွေဖြစ်စီနိုင်တယ်တခါကျမတို့ကြွက်သားတွေရာလေးပဲခုနကကျမပြရခဲ့ပုံတိုင်းပဲအရန်ကိုတောင်းတင်းသွားတဲ့အတွက်ကြောင့်မလို့ဒီအစိတ်ဒီကြောင့်မလို့ပေါ့လေတောင်းတင်းသွားတဲ့အတွက်ကြောင့်မလို့အာအသက်ဆုံးမတဲ့ဒီပါ ခါရဲပဲဖြစ်နေတယ်ဆိုတော့ကျွန်တော်နားလည်ထားအောင်ပါဖြစ်တယ်ပေါ့ဒါသူ့ရဲ့ tetanus block ဆိုွားလဲဆိုရင်ဒါကိုကျွန်တော်တို့ဒါကဟိုမြင်ထားအောင်ပါဖြစ်တယ်ပေါ့နော်ဒီဘက်မှာလည်းကျွန်တော်တို့ပုံလေးနဲ့ပြထားတယ်ဘယ်လိုဘာနဲ့ပြန်တာလဲဆိုကျွန်တော်တို့သွေးနဲ့ပြန်တာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့သွေးကြောထဲမှာဒီ tetanus bacteria အဲကျွန်တော် clostridium tetani bacteria ပြန်နိုင်ပြီးတော့ခါကြတော့ neuromuscular junction ပေါ့နော်ဒီနေရာတွေသွားပြီးတော့ရောက်ရှိရဲဒါကျွန်တော်တို့အဲဒီနေရာနေမှာသူ့ရဲ့ဒီလှုပ်လှုပ်တဲ့သွားတွေသွားပြီးတော့ဟန်တာပြီးတော့ခါကြ excitation တွေတောက်လျှောက်ရ inhibition မရပေါ့နော်ဟိုလုံစွာတာပဲဖြစ်ပြီးတော့ခါကြတော့ဒါရှိရဲဒီလိုကိစ္စမှာဖြစ်တော့ င်းနဲ့ကျမတို့တက်တက်နဲ့ဆွဲဒီထားပြီးသွားပြီးတော့ဖြည့်စီရဲပေါ့နော်ဒါကကျမတို့ကဒီမျက်နာပေါ့နော်ကြွက်သားရည်ရဆိုလို့ရှိရင်ဒီ တောင့်တင်းတက်တနက်တက်တနက်စကားထွက်တဲ့ကျွန်တော်တောက်ဆင်ကြောင်းလို့တောင့်တင်းတဲ့အနေထားတစ်ခုကိုတပုံရွေးကြထားတာဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်ယူထားတဲ့အောက်က link ဖြစ်တယ်မျက်နှာမှာဆိုရှင်လူနာကပါဇက်စီလို့မရဘူးပေါ့နော်ပါဇက်ကြီးကဟာပြီးတော့ဟာကျတင်းတောင့်နေတဲ့အတွက်ကြောင့်မလို့အဲမသိလို့ရှင်ဟိုရီပြနေရလားဆိုပြီးဟာကျတော့ဟိုဟိုဟာပေါ့သတိမထားမိလို့ရှင်အမှတ်တမဲ့ထင်ရကြရှိရပေါ့နော်ဒီဘက်ကတော့ကျွန်တော်ဒီရုပ်စာကဒီပုံကတော့ဒါ autopsy ပေါ့နော်ကျွန်တော်တို့ဒါသိဆုံးသွားပြီဖြစ်တယ်လူနာတရားအဲတရားရေခြေထောက်တွေကိုကြာရိုက်ပြထားဖြစ်တယ်ပေါ့ဒါတက်တက်စပိုးဝင်ထားတာဒါသူရဲ့ ့ဒီဝင်တဲ့နေရာပေါ့နော် portal entry ဒီပိုးဝင်တဲ့နေရာခြေောက်ဖြစ်တဲ့အတွက်ကြောင့်ခြေောက်မှာညုံမဲပြီးတော့အနာဖြစ်ပြီးတော့ဒီဘက်မှာရောင်ကိုင်းပြီးတော့ခါကြတော့ဒါတည်ဆုံသွားရဲဆိုရယ်ပေါ့နော်ပို့ပြီးတော့တည်ဆုံသွားရဲဆိုရယ်နေသားမျိုးကျွန်မတို့တွေ့ရမှာပေါ့ဒီလောက်တော့ကျွန်မတို့ internet ကဆိုးရဲဆိုတော့နားလည်ထားပါဖြစ်ပါတယ်ဒီမှာကျမတို့ဆေးရုံတက်လာတဲ့အခါမှာတွေ့ရတဲ့ဒီမျိုးသားတယောက်ရဲ့ညင်တာပေါ့နော် Christmas လို့ခေါ်တယ်မသိလို့ရှင်ပြုံးနေရလားပေါ့နော်ဒီဘူးကြီးอ่ะပေါ့နော်ပြုံးပြရတယ်တကယ်တော့ခုနကကျမတို့ပြခဲ့တဲ့ပုံအားလိုပဲညင်တာအကျွတ်သားတွေတောင်းတင်းပြီးတော့ခါကျတော့ညင်တာကအာ ဟိုပါဇက်စီလို့မရဘူးပေါ့လေအရန်ကိုသူရဲ့ဒီကြွက်သားတွေတင်းတောင်းနေတွေ့ဆောင်မလို့ဒီမေးရလဲခိုင်နေဆိုရင်ဒေတာဗျူတွေ့ရဒါကြောင့်ဆက်မတို့မေးခိုင်ယောဂါဆိုပြီးတော့ပြောကြရပေါ့နော်ဒါကတော့ဗမာလူဒါဟိုဟာပေါ့အလွယ်ပြောပြောလိုက်တာပေါ့တကယ်ရဆိုတော့မေးခိုင်နေဆိုတာတဲ့ကိုအသက်စီဆုံးနေတဲ့ဒီကြွက်သားတွေတောင်းနေလို့ခါကြတော့ပြင်းထန်တဲ့ဒေတာမျိုးဖြစ်တယ်ဆိုတော့လည်းပဲနားလဲထားမှာဖြစ်ပါတယ်ဒါကကျွန်မတို့ဒီကာဝေးချင်းနဲ့ပတ်သက်ပြီးတော့အဲအဲသူ့ရဲ့ဒီ ဟိုပုံစံပေါ့နော်ခုနကျွန်တော်ပြောခဲ့သလိုပဲဒီကာဝေးစိထိုးရဲဆိုတဲ့ဟာကျွန်တော် active immunity ပေါ့နော်ကျွန်တော်တို့ ဟိုပုံမှန်အပြစ်ထိုးတယ်ကလေးဘွားမှာထိုးတယ်ဘာညာဇာတွေကပါလို့ဆိုအက်တစ်အမျိုးနဲ့တည်းဖြစ်တယ်နောက်တစ်ခါကျတော့တိတ်ပြီးတော့ဒဏ်ရာနှက်တဲ့အခါမှာအဲကျမတို့ immuno globulin ဟိုထိုးပြီးတော့ခါကျတော့ဒါသူ့ကိုအဲပေးရတယ်ဆိုရင်ဒီသားမျိုးကျမတို့ခုနပြောထားတဲ့ဟာရှိအဲ့ဒါကျတော့ကျမတို့ passive immunity ဖြစ်တယ်အဲ့တော့ကျမတို့ဒီအဲ natural ဒီဟိုပါတော့ innate immune response ကိုငါနေပြီးတော့ခါကျတော့အလုပ်လုပ်တယ်ဆိုတော့ active immunity လည်းပေးလို့ရတယ်လို့ passive immunity အတွက်ကိုလည်းကျမတို့စဉ်းစားပြီးတော့ခါကျတော့ tetanus အနေနဲ့ဟိုပါတော့မိခိုင်နဲ့ပတ်သက်ပြီးတော့ခါကျတော့နှမျိုးစလုံးကိုစဉ်းစားပြီးတော့ပေးရဆိုတော့နားလည်ထားမှာဖြစ် ပါတယ်။အဲ့တော့ကျွန်တော်တို့ quarter chart လေးကိုပြန်ပြီးတော့ကြည့်ကြမယ်။ဒါကကျွန်တော်တို့ရှေ့ပိုင်းက basic laboratory step training မှာတွေကပြောခဲ့တဲ့ကျွန်တော် training manual ထဲမှာ module မှာကျွန်တော်ဒါလေးကိုထည့်ပြီးတော့ပြောခဲ့တာလေးရှိတယ်။ immunology မှာလည်းပဲကျွန်တော်တို့ active နဲ့ passive နဲ့ immune response တွေကိုထည့်ပြီးတော့ဒါအခြေအခြေအားပြီးဆွေးနွေးထားလေးရှိရပေါ့နော်။ဒီမှာတော့ကျွန်တော်တို့ထားပြီးလာပြီးတော့တကယ်အသုံးချမယ့်နေရာရောက်လာပြီပေါ့လေ။အဲ့တော့ antigen ကိုဒါမှမဟုတ်ထိုးထည့်ပြီးတဲ့ဆို immunization အဲမှာကျွန်တော်တို့အသုံးချရဲဆိုတာ active vaccination ဖြစ်ပြီးတော့ခါကြတော့ prevon antibody လို့ခေါ်ရပြင်ဆင်ပေးတာပေါ့နော် ready made ဒါ antibody ထုတ်တဲ့ဆိုတဲ့ဟာကြတော့ကျမတို့ passive immunity ဖြစ်ပါတယ်အခုနကကျမတို့ဒီတန်ရာနဲ့တဲ့လူနာတွေဆိုလို့ရှိရင်ဒါက immunoglobulin IgO ပါတွဲပြီးတော့ထုတ်ထည့်ပေးရတယ်ဆိုတာအဲ့ဒီဟာကိုပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ကအဲလက်ရှိထိုးထားပြီးသားကျမ active vaccination နဲ့မလုံလောက်တော့ဘူး passive antibody prevon antibody ပါထည့်ပြီးတော့ခါကြတော့သူရဲ့အရင်အနေအများတဲ့အနေထောက်ကာဝယ်ထားစီရမယ်ဆိုတဲ့အနေထားမျိုးကိုပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုကာဝယ်အားပြရကြတော့သူက 小心呢。 ထိုးလိုက်ရုံနဲ့ပဲသွားကာကာဝယ်စည်းရအာဒီတင်ရဖို့တော့မိနစ်ပိုင်းအတွင်းမှာကိုရနိုင်တယ်ဒါပေမဲ့ဗာလဲဆိုလို့ရှိရင်ကာဝယ်နိုင်တဲ့ကာလာကတော့ကျွန်တော် protection ကာလာကတော့ကျွန်တော်ရက်တက်ပဲလောက်ပဲခံနေပါဘူးဒါကြောင့်ကျွန်တော်တို့ကအရေးပေါ်အနေထားနဲ့ဆိုလို့ရှိရင်ဒဏ်ရာလက်တဲ့အနေထားဆိုတော့ tetanus ပဲဒီ immunize I'm immunoglobulin လို့ဆိုထိုးပြရတာရှိပြီးတော့ခါကျတော့တကယ်နဲ့ကျတော့သူ့မှာကနေဦးချီထားပြီးသားထိုးထားပြီးသားဒီ active immunity ကနေပြီးထွက်တဲ့ antibody ရတာလေသူအကြိုက်ကောက်ပြီးနေမှာဖြစ်တဲ့ပေါ့ဒါပေမဲ့ဒီမှာလဲရေးရတာ duration of protection ဆိုတာ IDA ပေါ်လိုက်တိုင်းပေါ့ပုံမှန်အဖြစ်ဒီစံနမူနာအနေနဲ့ဆို လို့ရှင်တော့ active immunity ကတတန်လုံးခံတတ်တယ်ပေါ့ဒါပေမဲ့လည်းဆိုလို့ရှင်တတနဲ့ဆိုတာပြောရကြတော့ခုနကကျွန်တော်ပြောသလိုပဲကာလတစ်ခုပဲပေါ့နော်ဆယ်စုနှစ်တစ်ခုအဲ့လောက်ပဲခံပြီးတော့ခါကြတော့ဒါရှောက်ကျွန်တော်တို့အငြင်းနဲ့ booster dose လိုက်နေရမှနေသားမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ host immune system ပေါ့နော်လူကိုယ်တိုင်းရဲ့အဲကာဝေးဆေးထိုးတဲ့လူကိုယ်တိုင်းရဲ့ system ကလည်းပဲအရန်ကိုသူ့ရဲ့ immune ကလည်းပဲအရန်အရေးပါတာပေါ့နော်သူကိုနိုင်ကွာကျွန်တော်တို့က own protection immunity ကိုကာကွယ်ပိုးရန်အတွက်ကိုသူကသူလိုအပ်ရတဲ့အတွက်ကြောင့် active immunity မှာတော့ကိုယ်ကကောင်းနေဖို့အတွက်လိုအပ်တယ် passive immunity သမားကြတော့သူ့ရဲ့ဒီထိုးလိုက်တဲ့အနေထားပေါ်မူတည်ရောခါကြတော့ လုပ်ငန်းဆောင်တာကွာချားပြီးတော့ဟာကျတော့ immune response ပါပဲတက်ရစီပါဆိုတော့ကျွန်တော်တို့ကကိုယ်ကကောင်းနေဆိုလို့ရှိရင်ကိုယ်ကကောင်းနေရဲ့လူတွေအတွက်ကို active immunity ကအလုံးလုံးပြီးတော့လောက်ဖြစ်ပြီးတော့ဟာကျတော့ကိုယ်ကနေတယ်ဆိုလို့ရှိရင်ကျွန်တော် passive immunity ကိုစဉ်းစားရမှာဖြစ်တယ်ဒါကလေးပဲကျွန်တော်တို့အဲ effector mechanism လို့ခေါ်တဲ့ဟာပြင်ဆင်မှာရှင်းပြမယ်ပေါ့နော်သူရဲ့တက်ရောက်တဲ့နေသားတွေကိုကွာချားရယ်ပေါ့နော်တစ်ခုနဲ့တစ်ခုကတော့မတူညီဆိုတော့ကျွန်တော်တို့ကြိုတင်ပြီးတော့ဒီထားရမှာဖြစ်တယ်ပေါ့နော်တက်ရောက်တဲ့ mechanism ကွာချားပြီးတော့ခါကျခန္ဓာကိုယ်ထဲမှာပုံစံကွဲပြီးတော့ဟာကျအလုံးလုံးပြင်ဆင်ရအောင်ကျွန်တော်တို့ဒီထားရမှာဖြစ်ပါတယ်အဲ့တော့ဆဲကကျတော့ကျွန်တော်တို့ participate participating cell ပေါ့နော်ပါဝင်တဲ့ cell တွေကတော့ active immunity ဒီမှာကျွန်တော်တို့ immune system cell အကုန်ပါပါတယ်အဲ့တော့ passive immunity ကကျွန်တော်ခုနပြောသလို effector mechanism မှာသူ့ရဲ့ထဲမှာရှိတဲ့ cell တွေကတာတယ်အလုံးလုံးပြောကျန်တဲ့ဟာတွေမလုံးမလုံးဘူးဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်ပြီးတော့ဟာကျွန်တော် immunological memory ပေါ့နော်မှတ်ထားတာမှတ်သားထားမှုရှိတဲ့ဟာကတော့ကျွန်တော် active immunity ပဲဖြစ်ပြီးတော့သူကနေပြီးတော့မှကျွန်တော်တို့ဒီ memory ကမှတ်သားပြီးတော့ခါကျ antibody ကိုထောက်ရှောက်ထုတ်ပေးတယ်အဲ့ antibody တွေကနေပြီးတော့ immunity ဒီ ယောဂအတွက်ပေါ့အကာအကွယ်ပေးတာဖြစ်တယ်ပြီးတော့ခါကျတော့ passive immunity ကတော့ဖတ်သားထားခြင်း memory ပါညာဘာမှမရှိဘူးကျတော့ကျွန်တော်တို့ရေဝေးရအပြင်နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီ tetanus မှာ active active immunity ရော passive immunity ရောနှစ်ခုလုံးကိုကျွန်တော်တို့အသုံးချရတယ်အဲဖြစ်တဲ့အနေအထားတွေပေါ့မူတည်ပြီးတော့ခါကျတော့ကျွန်တော်တို့လူနာပေါ်လဲမူတည်ပြီးတော့ခါကျတော့ကွဲပြားပြီးတော့ဒါအကျိုးသက်ရောက်မှုရှိနေတယ်ဆိုတော့လည်းပဲနားလည်ရမှာဖြစ်ပါတယ် အခုကျွန်မတို့ဒီဒံရနဲ့တည်းဆိုတဲ့ဟာတွေကတက်တီဝုန်းဆိုတော့ခုနကကျွန်မတို့ပြောခဲ့တယ်ဒီညက်ဒံရနဲ့တည်းညက်ပတ်တယ်ဆိုတဲ့ဝုန်းစီရဒီလိုဟာမျိုးတွေဖြစ်တယ်ပေါ့ဆိုတော့ကျွန်မပြည်တယ်နေပြီဒီကိုရောင်ကန်ပြီးတော့ခါကျတော့အနာတရားဖြစ်နေတယ်ဆိုတဲ့ဝုန်းပေါ့နော်ဝုန်းဆိုတာကျွန်မဒံရကိုပြောချင်တာပေါ့အဲ့တော့ညာတော့အမြင်တော့ကျွန်မတို့ clean wound လို့ခေါ်တယ်လုံးဝတန့်ရှင်းပြီးတော့အဲဒီဘာမှဟိုကြည်တယ်ဘာညာမရှိဘူးဗဒီရပို့ဘာညာမဝင်နေပဲနဲ့ဒီတိုင်းရိုးတဲ့ပြက်ရှာအရေးကြပြက်ရှာရဲဆိုတဲ့ဒံရမျိုးတွေဆိုလို့ရှိရင်တော့ clean wound လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဟို clean wound ဆိုတာကတော့ကျွန်မများတော့အမြင်ရတော့တကယ်ဟုတ်ပဲ ခွဲစိတ်ခန်းနေရဲ့မှာအဲဒါခွဲစိတ်ဓာတ်နေပေါ့နော်ပိုးတွေပါတန့်အကုန်လုတ်ပြီးတော့ဟာကြတော့မှာလှုပ်ဆောင် ဒီအဖြစ်သွားရဲပေါ့နော်ဒီလိုအပ်တဲ့အတွက်ကြောင့်မလို့အဲဓာတ်နဲ့ခွဲပြီးတော့ဟာကျကုသရတဲ့ဟာမျိုးတွေဆိုလို့ရှိရင်တော့ clean room လို့သတ်မှတ်တာဖြစ်ပြီးတော့များသောအားဖြင့်ကျွန်တော်တို့ဒီကိုယ့်ရဲ့အိမ်မှာထိခိုက်တဲ့ဟာရတာကိုယ်အတန်ဆူးတာပါညာဆိုလို့ရှိရင်ပဲဘလို့မှကျွန်တော်တို့က clean room အနေထားမျိုးမရှိနိုင်ဘူးပေါ့နော်ပြင်ပနေပြီးတော့ပုံနေအညစ်အကြေးတွေဆိုတာအများကြီးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါက clean room ဆိုတဲ့ဟာမျိုးကဒီစားပိုးတက်ထားတဲ့နေသားတစ်ခုကိုပဲရှင်းပြလို့ရအောင်ဖြစ်ပြီးတော့များသောအားဖြင့်ဒါဒီ infection တွေကိုပါနေတဲ့ဟာမျိုးတွေပဲများတယ် contamination တွေဖြစ်နေတဲ့ dirty room တွေပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတကယ်တမ်းဖြစ်ပြီးဆိုလို့ ို့ရှိရင် tetanus vaccine အပြင်ကိုအငြင်းတန်းက immunoglobulin ကိုထိုးမှသာလျှင်ကျွန်တော်တို့ကာကွယ်မှုရနိုင်မယ်ဆိုတဲ့ဟာကိုခေါင်းထဲမှာကျွန်တော်စဉ်းစားထားမှာဖြစ်တယ်။ဆိုတော့ကဒီ tetanus vaccine ဆိုတာမဖြစ်ခင်ကြိုးထိုးရတာဖြစ်ပြီးတော့ခါကျဖြစ်ပြီးတော့မှ tetanus ကာကွယ်ရေးထိုးရဆိုလို့ရှိရင်အဲ active immunity passive immunity နှစ်ခုလုံးကျွန်တော်တို့ကစဉ်းစားရမှာဖြစ်တယ်ဆိုတော့နားလည်ရဖြစ်တယ်။လို့မလို့ရှိရင်တော့ဖြစ်ပြီးမှတွားပြီးတော့ကာကွယ်ရေးထိုးရဆိုတဲ့ဟာမျိုးကတော့တကယ်သာပိုးရှိမယ်ဆိုလို့ရှိရင်တကယ်ပိုးအဲ tetanus ပိုးအဲယောဂပိုးအဲဒီ ဖြစ်တဲ့နေရာပေါ့နော်ဒီကနေရာရတဲ့နေရာဝင်ခဲ့ပြီဆိုလို့ရှင်တကာဝင်နေမှာမဟုတ်ဘူးဆိုတာကိုအားလုံးရှင်းရှင်းလင်းသားလေးထားမှာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ website ခန်းထဲမှာတွေ့ရတဲ့ဒါ clean room တကူပေါ့နော် incision နဲ့ဟိုဒါကိုကျွန်တော်တို့ clean room ဖြစ်နေတယ်။သူကပိုးတွေပါတန်ထားပြီးဘေးမှာကျွန်တော်တို့ဒီမှာရှိလိုက်လို့ရှိရင်ဒီခွဲခန်းထဲမှာအသုံးပြုတဲ့ပစ္စည်းကောင်ကပိုးတွေပါတန်ထားပြီးဒါခွဲမဲ့နေရာတကူပဲကွက်ပြီးတော့ဒါကကျွန်တော်တို့နေရာလေးပေါ်ထားတယ်။ဒါမီးပေါ့နော်ခွဲစေးဖို့အတွက်ကိုလိုအပ်တဲ့မီးထိုးထားတယ်ပေါ့နော်။လို ESF ဒါကဒီဟိုပါပေါ့သူ့ဟိုဒါတကယ် ွဲစိတ်မဲ့နေရာကျွန်မတို့ဒီမှာကဟိုပါပေါ့အမွှေးတွေပါရိတ်ထားရပေါ့နော်ဒါ shaving လုပ်ထားရဆိုရင်အေးထားဒါကိုကျွန်မတို့က clean wound အနေနဲ့သတ်မှတ်ပြီးတော့ခါကြပြောရဲပေါ့အဲ့တော့ဒီလိုဟာမျိုးလောက်ပဲ clean wound ဖြစ်တယ်ပေါ့အများသောအပြင်ရကျွန်တော်တို့ပြင်မကနေတန်ရရတဲ့ဟာဆိုရှင် dirty wound တွေပဲဖြစ်နေရအောင်တည်ထားမှာဖြစ်ပါတယ်အဲ့တော့များသောအားဖြင့်ရောကျွန်တော်တို့ develop country ဆိုခေါ်တဲ့တိုးတက်ဖွံ့ဖြိုးရေးသားနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ tetanus ကအာမရှိဘူးပေါ့နော် epidemiology ရဲ့ trend အနေနဲ့အားဖြင့်ရောမရှိဘူးမရှိသလောက်ရှားရတယ်ပေါ့နော် အဲအထူးကတင်ရတယ်ဗျ။ဘာညာရရတယ်ဆိုလို့ရှိရင်တော့ဒါသုံးရင်သုံးလိမ့်မယ်။ဒါပေမဲ့အဲဆမ်မာလို developing country တွေပေါ့နော်။ပုံမျိုးစဲနိုင်ငံ၊ပုံမျိုးမနေကြတဲ့နိုင်ငံတွေတဲ့ဆိုလို့ရှိရင် tetanus vaccine ကမဖြစ်မနေလိုအပ်ပါတယ်ပေါ့နော်။အဲ့တော့ဖြစ်တဲ့ယောဂါကတော့ခုနကပြောရဲဆိုတော့ tetanus ကိုခေါ်တဲ့မီးခိုင်တောင်တင်ပေါ့။သွားနာမည်တစ်မျိုးအဖြစ်နောက်တဲ့ lock jaw ပေါ့နော်။ jaw ဆိုတာတော့ဒါမေးရိုးယူပြီးတော့ lock ဆိုတာ lock ကြနေရလှုပ်လို့မရဘူးနော်။မေးရိုး lock ကြနေရဟာမျိုးကိုဒါမီးခိုင်ဆိုတော့ဒါဒီဟာကိုကြည့်ရဲဆမ်မာပြောကြရပေါ့နော်။ဘာဖြစ်လဲဆိုလို့ရှိရင် masses person တွေရတာဘုံးနဲ့ joint damage ပေါ့နော်။အရိုးအစ်စ်တွေပါသွားတော့အထူးကတင်ရရစီ ခုနကကျွန်တော်ပြောခဲ့သလိုပဲအယိုးကျိုးရဲ့ဒီအောင်သူရဲ့စပါဇန်ပေါ့နော်မာဆယ်တောင့်တင်းတာတွေကပြင်းထန်ပါတယ်ပြီးတော့ဟာကျွန်တော်ပြောသလို Larenzian Respiratory တွေမာဆယ်ပေါ့နော်အသက်ရှူလမ်းကြောင်းမှာရှိရဲ့ကြက်သားတွေပါသွားပြီးတောင့်တင်းစီရဲ့တွေ့ကြမှာအသက်အနေနဲ့ဆုံးရှုံးသွားပေါ့နော်အသက်မရှူလို့မရတဲ့ နေသားမျိုးတွေကိုပြင်ထန်နေတယ်ဆိုတော့နားလည်အောင်ဖြစ်ပါတယ်အဲ့တော့သူရဲ့ကာဝယ်စီရဲ့ဟွာတွေကတော့အဲ side effect တွေတွေရှိရဲပေါ့နော်ဘာဘာပြောကျွန်တော်ဆေးဆိုတော့အနည်းများတော့အဲသူရဲ့ side effect ဆိုတာရှိမှာပဲ tetanus vaccine မှာလည်းပဲ side effect ရှိပါတယ် injection ရေးရရှင်းပေါ့နော်ထိုးလိုက်တဲ့နေရာမှာလည်းနေရောင်နာရရောင်ရောင်နာနောက်တစ်ခါကျတော့ရာရံနာဒါမျိုးတွေရှိတတ်တယ်ဖျားတတ်တာဒါလည်းကြာလို့ရှိရင် all and r တို့နောက်တစ်ခါကျတော့ prolonged crying ပေါ့နော်ကလေးဆိုလို့ရှိရင်ကိုယ်နေရာဒါမျိုးတွေကျွန်တော်တွေ့ရတတ်ပါတယ်ဒါပေမဲ့လေကျွန်တော်တို့ all children ပေါ့နော်ကလေးငယ်တွေအကုန်လုံး tetanus vaccine ထိုးဖို့အတွက်ကို recommend ပေးထားပါ ပါတယ်ခေါ့နော်ဒါကကျွန်မတို့ data net စက်ပတ်သက်ပြီးတော့ခါကျတော့ကာဝယ်ဈေးရဲ့သူရဲ့ဒီ specification တွေကျွန်မတစ်ချက်လေးပြောပြရတာပါအဲတော့ကျွန်မတို့ကာဝယ်ဈေးရဲ့ဘယ်လိုလုပ်လုပ်လဲဆိုတာကိုနည်းနည်းလေးကတဲ့ဦးလေးလာကြမယ် ဒီမှာကျမတို့မြန်မာနေရောဝင်လာတဲ့ဘက်တီးရီးယား virus လို့ခန္ဓာကိုယ်ရဲ့ကိုရောက်ပြီဆိုလို့ရှိရင်ပုံမှန်အားဖြင့်ကျမတို့ immune response ရှိရဲပေါ့နော်ခန္ဓာကိုယ်ရဲ့ကုလန်စနစ်ကလည်းပြန်လဲပြီးတော့တိုက်ထုတ်ပြီးတဲ့ပုံစံအဲ system ရှိရဲ immune response primary response secondary response ကျမတို့ရှိရပြပါခဲ့ပြီးဖြစ်တယ်ပေါ့နော် immunology လေး set series မှာအဲ့တော့ခန္ဓာကိုယ်ရဲ့ကိုအကုန်လုံးမဝင်လာရလေအောင်ပေါ့နော်ဝင်တော့ဝင်တယ်မဝင်တော့မဟုတ်တမယ်အဲ့ဒီဝင်လာတဲ့ဟာကိုခန္ဓာကိုယ်ရဲ့ကပြန်ပြီးတော့တိုက်ဖြတ်ပုံမြင်နိုင်တဲ့အခြေအနေမျိုးရှိတယ်ပေါ့နော်ဒီမှာကျမတို့ဘက်တီးရီးယားတကောင်ဆိုကြပါစို့သူရဲ့ဘက်တီးရီးယားမြင့်တဲ့ခြင်းမှာပုံစံပေါင်းစုံဖြစ်တဲ့ တီပရိုတင်းတွေရှုကားရရှိနေမယ်ဆိုလို့ရှင်ဒါတွေကိုဒီကျွန်တော်ခန္ဓာကိုယ်ရဲ့ဒီ immune cells တွေအားတွေပဲ antibody တွေအားဖြင့်သွားပြီးတိုက်ခုတ်ပေးရပေါ့နော်အဲ့တော့ bacteria တကောင်တည်းအောင်ပါကျွန်တော်တို့ပုံစံပြီးဒီမှာအများကြီးမတူဘူးပေါ့နော်သူ့ရဲ့အဲဒီသက်ဆိုင်ရာ antigen တွေရှင် bacteria antigen တွေကိုသွားပြီးတော့ တိုက်ထုတ်တယ်ဆိုရင်ညမှာပုံစံအပြည့် different shape လို့ခေါ်တယ်။ဒီမှာဟိုဟာလေးရရှိမယ်။လေးတောင်လေးအဝိုင်းလေးစသည်ပဲဒီလိုမျိုးအချွတ်တက်ပုံစံမျိုးစုံအပြင် antibody ရနေပြီးတော့ဒါကတိုက်ထုတ်မှုရအတွက် billion နဲ့ရှိတယ်ဆိုတော့ခန္ဓာကိုယ်ထဲမှာရှိထားနေတယ်ပေါ့နော်။အဲ့တော့အရေးကြီးတဲ့ခန္ဓာကိုယ်ရဲ့ကိုအရင်အနေနဲ့များတဲ့ bacteria မျိုးမှာတက်တက်ဆိုဟာမျိုးတွေဆိုလို့ရှိရင်လည်းပဲသူကတိုက်ထုတ်မှုရအတွက်ပေါ့။အဲ့တော့ခန္ဓာကိုယ်က antibody အများကြီးထုတ်ပြီးတော့ခါကြတော့သူကပုံစံပေါင်းစုံနေပေါ့နော်။ဒါအစင်ဆောင်နေပြီးတဲ့ဒီဟာမျိုးရှိရဲ။အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးဆိုတော့ခန္ဓာကိုယ်ကနေတုံ့ပြန်တဲ့အချိန်တွင်းမှာလူ နာဖျားနေရတာပေါ့ခုနမြင်ရတဲ့အမြခန္ဓာကိုယ်ပူချိန်တက်တယ်နောက်ဆုံးကြတော့မှကျမတို့ခန္ဓာကိုယ်ကနေပြီးတော့အဲ immune response တခုရပြီးတော့မှကျ antibody အများကြီးထွက်လာပြီးတော့အဲ bacteria တွေကိုဒါတခါတွေပဲတစ်ချိန်နဲ့တစ်ချိန်နဲ့ ာဒါတုံ့ပြန်ပြလိုက်တယ်ပေါ့နော်အဲ့တော့ကနဦးဝင်လာတဲ့အချိန်မှာတော့ဘာမှဟိုဆက်ချင်းမတုံ့မတုံ့ပြန်နိုင်ဘူးအချိန်တခုစောင့်ပြီးတော့ခါကျမလူနာဖျားပြီးတော့ဟိုအနေမကောင်းဖြစ်ပြီးတော့ခါကျတော့မှဒါလေ antibody အများကြီးဖွဲ့ပြီးတော့ခါကျတော့နောက်ပိုင်းမှာတုံ့ပြန်နိုင်မှာဖြစ်တယ်ပေါ့အဲ့တော့ကာဝယ်ဆေးဒါပဲလို့လဲဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးသူကကနဦးမှာသူကပြင်ပအနေနဲ့ဗက်တီးရီးယားပုံစံမျိုးတွေခန္ဓာကိုယ်ကိုထုထည့်ပြလိုက်တယ်ဒါပေမဲ့ဘာလဲဆိုရင်အနေအနေချင်းလောက်ပဲဗက်တီးရီးယားအကောင်လိုက်ပါညာအဲ့လိုမဟုတ်ဘူးယောဂဖြစ်နေတဲ့ဒါမျိုးတွေမဟုတ်ဘူးဒါပေမဲ့လဲဆိုရင် immune response ကသွားပြီးတော့စွာပြီးတာပေါ့နော် immune response ကဒီ antibody အများကြီးထုံနေတာသူက ားပြီးတော့ဟိုလေ့ကျင့်ခိုင်းတဲ့နေသားမျိုး training ပေးတဲ့နေသားမျိုးဖြစ်တယ်အဲ့တော့အခါကျတော့မှဒါလေးလူနာကနောက်ဆုံးမှတကယ်လမ်းများအဲ့ဒီဓာတ်နဲ့သက်ဆိုင်တဲ့ antibody ပေါ့တခုခုပေါ့နော်ဒီ bacteria virus ဝင်လာပြီဆိုလို့ရှိရင်တံမြင်တုံ့နေတဲ့တံမြင်တုံ့မြင်နေသားမျိုးကိုရရှိသွားတယ်ပေါ့နော်ရှေ့ရကျမတို့ဖျားရတယ်ဆိုတဲ့ကိစ္စပါညာမရှိတော့ဘဲနဲ့တန်းပြီးတော့အခါကျတော့ immune response ရပြီးတော့တူညီတဲ့ဒီပုံစံမျိုး antibody bacteria ဝင်လာတဲ့အခါမှာဘာသက်ဆိုင်ရသူရဲ့ဒီ အဲ့ဒီရှင်ကိုတန်ကျန်ပြီးတော့မြင်တဲ့အစွမ်းကိုရရှိတာဖြစ်တယ်ပေါ့နော်ဒီမှာလေးပဲကျွန်တော်ထပ်ပြီးတော့ပြောထားတာကဒီဗဇင်းနေဘယ်လိုလုပ်လို့လဲဆိုရဲဟာကိုအခုနောက်ဥမာနဲ့နည်းနည်းလေးသဘောတရားစင်တဲ့ပုံစံမျိုးကျွန်တော်ထပ်ပြီးတော့ရှင်းပြထားတာဖြစ်တယ်ပြင်မပြင်မကနေပဲကျွန်တော်ဗက်တီးရီးယားဗိုင်းရပ်စ်တို့ဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီကောင်ကကျွန်တော်တို့ခနာကိုယ်ထဲမှာဝင်ရောက်ပြီးသွားပြီဆိုလို့ရှိရင်အချိန်တိုင်းတာခုတရားအဖြစ်ဒါခနာကိုယ်တုတ်ခါပြည်တယ်ပေါ့နော်ဖျားတာတို့အခုနှာနှာချီတာချောင်းဆိုတာမျိုးတွေကျွန်တော်ပြစ်စီရဲပေါ့နော်အဲ့ ပိုင်းချောင်းဟာကျမတို့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အချိန်တစ်ဖက်လောက်ပဲဆိုကြပါဆိုဒါဆိုကျမတို့အဲ့ဒါက innate immune response လို့ခေါ်တဲ့ primary immune response အလုံးလုံးတဲ့အချိန်ဖြစ်တယ်အဲ့အချိန်မှာလူနာကလူနာမြင်လူနာမြင်ရတဲ့မြင်နာရေးလာဖြားလာတယ်နေမကောင်းပါဘူးနော်အဲ့ဒါကြော်ပြီးသွားတဲ့အချိန်မှာကျမတို့တဖြည်းဖြည်းနဲ့ခဏကွာနေပြီးတော့ဒီပိုးကိုတုံ့ပြန်တဲ့ဒီ antibody တွေထွက်လာတယ်အဲ့ဒါပါလို့ဆိုရင် adaptive immune response ဖြစ်တယ်တဖြည်းဖြည်းနဲ့ကျမတို့ခဏကွာနေပြီးအဲ့အရာကြောင့် antibody ထုတ်နိုင်လာတယ်လူနာအဲ့အချိန်မှာတဖြည်းဖြည်းနဲ့တက်တာသွားတယ်ပေါ့နော်အဲ့ဒါဒီမှာပြထားတဲ့အချိန်မှာကျမတို့ပြင်မနေဝင်လာတဲ့ bacteria တွေ virus တွေပစ္စည်းပေါ့နော်ဒီကို antigen ကိုသွားပြီးတော့ label သွားလုပ်လိုက်တယ်ပေါ့နော်အဲ့ antibody ကသွားပြီးတော့ label သွားပြီးတော့ကပ်လိုက်တယ်အဲ့ဒီနေရာကိုသွားပြီးတော့အဲဆမောက်ခနာကောကနေပြန်တင်ပြလို့ပြန်တဲ့ antibody ကသွားချလိုက်တယ်ပေါ့ဒါဆိုအိမ်မှာပိုလာသေးရောအဲ့တော့ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့မှာ antibody ထွက်လာတဲ့ adaptive immune response ကနေပြီးတော့ဒီကောင်မှတ်ပြီးရယ်ဆိုရယ် antibody ထွက်တယ်ဆိုရယ်ဟာကအာသာချက်ရသွားတယ်ပေါ့နော်အဲ့တော့ဖြစ်တယ်ဆိုနောက်တစ်ချိန်များထပ်ပြီးတော့အဲ့ဒီပိုထပ်ပြီးတော့တူညီတဲ့ပိုဝင်လာခဲ့မယ်ဆိုလို့ရှိရင်တန်းပြီးတော့ရှိရ immune response innate immune response ဆိုရယ်ဟာမရှိတော့လူလာမဖျားတော့ဘင်းနဲ့အကောင့်တိုင်းဖြစ်ပြီးတော့ခါကြတော့ antibody ready ဖြစ်ပြီးတော့ဝင်လာတာနေပဲတန်းပြီးတော့ လုပ်မြင်နိုင်သွားတယ်ပေါ့ဥပမာကျွန်တော် chicken box ဆိုခါမျိုးဆိုလို့ရှိရင်လက်သက်မှာတစ်ချိန်နဲ့ဝင်ပြီးတော့ခါကျနောက်တစ်ချိန်ထပ်ပြီးတော့ဝင်နေမယ်ဆိုလို့ရှိရင်တော့မှခန္ဓာကိုယ်မှာအလိုမျိုးဖြားရနာတာမရှိဘူးမင်းတန်းပြီးတော့ antibody ရနေပြီးတော့တိုက်လို့ပြီးရတော့ကြောင့်အဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကာဝယ်ဆေးဆိုတာကအဲ့သဘောတရားပဲခုနကကျွန်တော်ပြောခဲ့တဲ့အဲ့ CIV လိုပဲထိုးလိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့တန်းပြီးတော့ခါကျတော့အရှိရဖြားရနေတယ်ဆိုတဲ့အဆင်မရှိတော့ဘဲနဲ့ပေါ့နော်လူနာအကောင်းနဲ့ရှိပြီးတော့ခါကျ antibody တွေဖြည်းဖြည်းချင်းအဲ့သူ့ရဲ့ကာလာတစ်ခုကြာလာတဲ့ခါမှာတက်လာတယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ ลูกน่าด่าเวลาแล้ว ထပ်ပြီးတော့တစ်ချိန်ဝင်လာမယ်ဆိုလို့ရှင်လည်းပဲအဲ့ဒီ antibody ကသူ့မှာရှင်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ ready ပဲ AC ပဲပေါ့နော်တန်ပြီးတော့ဒီ antibody ရ response လုပ်နေပြီးသားပြီးကြောင့်မို့လို့ဖြားရတဲ့နားဆိုတဲ့အဆင်ကြော်လွန်သွားတယ်ပေါ့နော်ဒါပေမဲ့လုပ်ငန်းစဉ်ကတော့တူတူပဲပေါ့နော်ခန္ဓာကိုယ်ရဲ့ immune response ကတော့ပုံသာတူတူပဲဒီမှာကျွန်မတို့နောက်ထပ်အဲသဘောတရားတစ်ခုထပ်ပြီးတော့မိတ်ဆက်ပေးထားတယ်ဒီမှာဒီမှာပိုးဝင်လာပြီပေါ့နော်အန်ဒီလေးဝင်လာပြီဘာဖြစ်လဲဆိုလို့ရှင်အပြားတွေခန္ဓာတွေကြောင့်ပိုးတွေကတခြားလူတွေမပြန့်တော့ဆိုရင်ဒီထားပြီးပြပြတာဒါကိုကျွန်တော်တို့က heart immunity heart ဆိုတာအဆုလိုက်အပြုံလိုက်ပြောတာအဲ့တော့ဒီမှာကျွန်တော်တော်မီနဲ့ရှင်ထားတယ်တော်မီက သူမီးလောင်မယ်ဆိုလို့ရှိရင်ကျတော့သူကမီးလောင်စားရှိတဲ့နေရာပဲလောင်ပြီးတော့ဒီလိုမျိုး fire break လို့ခေါ်တယ်မှာအပြာလေးတားစီရတဲ့ဥစားမှာနောက်တဲ့နေရာကိုထပ်ပြီးမကူတော့ဘူးအဆိုတာကလူတယောက်ကာဝစီထိုးထားတယ်ဆိုလို့ရှိရင်ကာဝစီမထိုးထားလို့ရှင်လိုက်တဲ့အချိန်မှာထိုးထားလို့တိတ်များတဲ့ဥစားမလို့ယောဂါကလူလူထဲမှာအရင်မပြတ်နိုင်တော့ဘူးပေါ့နော်ဒီသဘောပျော်ပြနေတာဖြစ်မှာဒါကဘာလဲဆိုကာဝစီရဲ့ကောင်းကျိုးပေါ့နော်ဒါပေမဲ့တခုရှိတာကကျတော့အဲ့လိုမျိုးကာဝစီမထိုးထားတဲ့လူတိတ်ပြီးတော့များတယ်ဆိုတဲ့အချိန်မှာတော်နာရောအဲဝင်လာပြီဆိုလို့ရှိရင်ကျတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ပြောင်းပြန်ဖြစ်သွားတယ်ပေါ့လေတယောက်နဲ့တယောက်ကူးဆက်ရတာလွယ်သွားပြီခ ါကျတော့မိများမိနိုင်ဟိမားရင်နိုင်ဆိုတဲ့သဘောတွင်ဖြစ်သွားတယ်ဒီမှာသူတို့ရှင်ဒီမှာပြထားတဲ့အချိန်မိလောင်နေတယ်အဲဈားတဲ့မှာကျွန်တော်တို့ fire break ကနေတော့ခါကျတော့ overdue ပဲပေါ့အကုန်လုံးဆက်ပြီးတော့ down wire ဆိုတော့ဒါကပါလေဆိုရင်ကာဝဲကြီးရဲ့ကောင်းကျိုးကိုကျွန်တော်ပြပြထားတာဖြစ်တယ်အဲကာဝဲကြီးရဲ့မျိုးစားရဲ့လည်းနည်းနည်းထပ်ပြီးကျွန်တော်တို့ဒီမှာ introduce လုပ်ပြထားတယ် live at new day vaccine လို့ခေါ်တယ်ပိုးအရှင်ပေါ့နော်ဘက်တီးရီးယား virus ဆိုလို့ရှင်တယ်သူရဲ့အရှင်ကိုဒါခနာကိုယ်ထဲထိုးထည့်ပြလိုက်တယ်မှာလဲဆိုဒီကောင်ကသူ့ရဲ့ဒီပိုးရောဂါဖြစ်နေတဲ့နေသားကိုတော့မဖြစ်စီအောင်လုပ်ထားရတဲ့ကြောင့်မလို့ weekend pathogen ဖြစ်နေပေါ့နော်သူ့ရဲ့ပိုးက weak ဖြစ်နေတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တစ်ခါလောက်ထိုးယုံနေရတယ်သူ့ရဲ့အာနိသင်ရတစ်ခုကထက်မြက်တဲ့ live ဖြစ်တဲ့တွေ့ကြောင့်ပိုးအရှင်ဖြစ်တဲ့တွေ့ကြောင့်မလို့တစ်ခါလောက်ထိုးရရင်တစ်သက်လုံးအာခံနေဆိုတဲ့နေသားမျိုးပေါ့ဒါပေမဲ့လဲဆို ခုကကောင်းတဲ့လူကြောင့်ပါပဲအဆင်ပြေပါခုကနေတဲ့လူကြောင့်တော့တွားပြီးတော့ live ကိုတွားထူးတဲ့အတွက်ကြောင့်မလို့ခါလီမှာဆက်ပြလို့ရှိရင်ယောဂဖြစ်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီပိုးကြောင့်မလို့တွားယောဂဖြစ်စီရပါတော့အဲ့တော့ကျွန်တော်တို့ inactivated vaccine လို့ခေါ်တယ်အဲ live ကိုမှပြန်ပြီးတော့သူကဟိုချုံနေထားတဲ့ဒီ vaccine ပုံစံမျိုးပေါ့ဒါကဘာလဲဆိုလို့ရှိရင်ခုနကဟွာလို့တော့ live လောက်တော့မကောင်းဒါပေမဲ့ဘာလဲဆိုရင်သူကသူလည်းဘာပဲစီအပြည့်အနည်းနဲ့ပြူတော့ရအောင်နောက်တစ်ခုကကျွန်တော်တို့ subunit vaccine ဆိုတာကြတော့ subunit ပေါ့နော်သူရဲ့အခွဲလေးပဲပသိုဂျင်ရဲ့အခွဲလေးပဲဒါအဲ ယူပြီးတော့ခါကျတော့ကာဝေးကြီးထုတ်လာတယ်ဘာဖြစ်လဲဆိုလို့ရှိရင် तू ကပိုးတက်ဖြစ်တယ်ကောင်းတယ်ပေါ့နော်အရန်ကို तू ကတတိယရောက် तू ကာဝေးပြီးနေတယ်ဘာဖြစ်လဲဆိုအိတ်ကောင်ကနည်းနည်းလေးဟိုဈေးကြီးတာတို့နိပညာကဖြတ်ခဲတာတို့အိတ်ကောင်ကဖြစ်တတ်တယ်ဒါဘာလဲဆိုဆက်ပြေနေဗက်ဆင်းကတော်တော်လေးကောင်းတယ်ဆိုဒီတိုင်းမျိုးရှိပါတယ်နောက်ကကျမတို့တောက်ဆိုက်ဗက်ဆင်းပေါ့နော်တက်တနက်စီရဲ့ဒီဗက်ဆင်းမျိုးစားတောက်ဆိုက်ဗက်ဆင်းမျိုးစားတွေမှာပါပါတယ် तू ကလေကျမတို့အင်းနဲ့ဒီဗိတ်တဲ့ဒါတောက်ဆင်းပဲဘာလဲဆိုဘာလဲဆိုတော့ အဲ့မှာလည်းဆိုတော့သူကတောက်ဆင်ကိုထိုးထားတာအဲပြဿနာပဲဖြစ်တဲ့တောက်ဆင်ဆိုတော့ခန္ဓာကိုယ်လေးကိုထိုးထည့်ပြီးတော့ခါကြတော့ immune response ထုတ်ခိုင်းတာပေါ့နော်နောက်တစ်ခါကျတော့နောက်ဆုံးတစ်ခုက communicate vaccine လို့ခေါ်တယ်ဦးလေးဆိုတာစမားတို့တွေ့ထားတာပေါ့နော် weak နဲ့ strong နဲ့ပြထားတာသူကဟိုသူ့ရဲ့ antigen အပြည့်အဝမရမှာဆိုတဲ့တွေ့ကြအောင်လို့ weak antigen ကိုနောက်ထပ် source တစ်ခုက strong antigen နဲ့ပေါင်းပြီးတော့ခါကြတော့ခန္ဓာကိုယ်ထိုးထည့်ပြီးတော့ခါကြတော့ကာဝစီပုံစံမျိုးအနေနဲ့ immune response ထုတ်ခိုင်းတာဖြစ်ပါတယ်ဆိုတော့ဒါရဲပါလေဆိုလို့ရှိရင် vaccine အမျိုးအစား၅မျိုးကိုအချိန်ရပြီးဆိုတော့နားလည်အောင်သဘောတရားလေးရှင်းပြတာဖြစ်တယ်ဒါလေးနားလည်ပြီးသွားပြီဆိုလို့ရှိရင် ကျွန်တော်တို့ဒီကာဝဲစီနဲ့ပတ်သက်ပြီးတော့ခါကြတော့လေ့လာတဲ့ခါမှာပေါ့နောက်ပိုင်းကျွန်တော်တို့ဒီလက်ချ series တွေမှာထပ်ပြီးတော့လေ့လာတဲ့ခါမှာလည်းအများကြီးထောက်ကူယူมาဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ခုနကပြောတဲ့ effector mechanism ပေါ့နော်သူရဲ့အဲပုံစံကဘယ်လိုပုံစံမျိုးနဲ့သွားပြီးတော့ခါကြတက်ရောက်တာလေးပေါ့မူတည်ပြီးတော့အဲ prevail antibody တွေဆိုလို့ရှိရင်ခနာကိုယ်ရင်းမှာဒီ passive immunity ဘယ်လိုလုပ်လုပ်လဲဆိုတာခုနကကျွန်တော်ပြောခဲ့တာလေးရှိတယ်ဒီမှာကျွန်တော်တို့နည်းနည်းဒါကအခြေခံလေ့ပြန်ပြောပြောထားတာဖြစ်ပါတယ်အဲ့တော့ ီမှာကျွန်တော်တို့ complement ရှိမယ်နောက်တစ်ခုကကျွန်တော်တို့ antibody နဲ့သွားရဲ antibody တပန်းနဲ့အဲ toxicity ရှိမယ်နောက်တစ်ခုကကျွန်တော် neutralization လို့ခေါ်ရဲဒါကသူ့ရဲ့ဟာကိုခြေဖြတ်တာပေါ့နော် neutralize ဆိုကျွန်တော်ခြေဖြတ်လိုက်တာအဲဆိုတော့ကျွန်တော်တို့တစ်ခုခု antigen တစ်ခုခုပြန်ခြေလိုက်တာပေါ့နော်သူ antigen မရှိတော့ပြန်ခြေလိုက်နောက်တစ်ခုကျွန်တော် optionization လို့ခေါ်ရဲဖန်စားရဲဟာပေါ့နော်အစုံမဲ့ပေါ့နော်ကျွန်တော်တို့ဒီ effector mechanism ပေါင်းစုံရှိရဲဒါပေမဲ့ဟိုသူ့ရဲ့ဒီအဲလုံးလုံးတဲ့ပုံစံပါဝင်တဲ့ cell တွေ ဘူတီမူတီရဲ့နောက်တစ်ခါကျတော့ဒီမှာပါဝင်တဲ့ molecules တွေပေါ့မူတီပြီးတော့ molecules တွေရေပေါ့မူတီပြီးတော့ဟာကျတော့ avatar mechanism တွေကွဲပြားနိုင်ပါတယ်။ဒီမှာကျမတို့ complement activation ဆိုလို့ရှင်လည်းပဲအဲ့လိုပဲသူ့ရဲ့ဒီ antibody တွေကနေပြီးတော့ထိုးထည့်ပေးလိုက်တဲ့ preform antibody တွေကနေပြီး activate လုပ်ပြီးတဲ့ protein တွေကနေပြီးလုံးလုံးတာနောက်တစ်ခါကျမတို့ antibody တွေဘက်နဲ့ဟိုဟာဆိုလို့ရှင်လည်းပဲ antibody cigarette acid ဆိုလို့ရှင်လည်းအဲ့လိုပဲ antibody တွေဟာသူကသူ့ရဲ့တကယ် cellulosic ဖြစ်တဲ့အဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိ cellulosic cells တွေပေါ့နော်သူရဲ့ immune response တဲထဲမှာ avatar mechanism တွေမှာပါဝင်တဲ့ဆေးတွေ ွားပြီး activate လုံသွားပြီးရတဲ့အတွက်ကြောင့်မလို့တခါအဲ့ဒီကောင်တွေကလည်း December satellites အားဖြစ်ပါတော့ပြန်ပြီးတော့ပထိုလ်ရှင်တွေကိုတက်ပြီးတာဖြစ်ပါတယ်နောက်တော့ကျွန်တော်တို့ neutralization ပါတော့ ခြေဖြတ်ပြီးတဲ့ဆွဲကောင်သူကလည်းပဲအဲ့လိုပဲ micro organism ဘဲကောင်လဲအဲ့ bacterial virus လာသူရဲ့ epitope လို့ခေါ်ရဲသူရဲ့ antigen ပေါ့နော်တကယ်ကို specific ဖြစ်တဲ့ antigen ကိုတွားပြီးတော့ပေါင်းပြီးတော့ခါကျတော့မှာတွားပြီးတော့ခြေဖြတ်လိုက်တယ်ပေါ့နော်တန်ပြီးတော့ခြေတော့ခါကျတော့အိပိုးကခန္ဓာကိုယ်ရဲ့ဒီ host cell တွေတွားပြီးတော့ကူးစက်တော့ဆိုရင်ဒီတိုင်းမျိုးဖြစ်စီနေနောက်ကဆိုတော့ opsonization လို့ခေါ်ရဲဖန်စားရဲမှာပေါ့နော်သူကတော့ပသိုဂျင်တွေပေါ်မှာတွားပြီးတော့အဲကာဗာတွားပြီးတော့လုတ်ပြီးလိုက်တယ်အဲ့တော့ဖြစ်လဲဆိုလို့ရှိရင်လာပြီးတော့တကယ်လုတ်လုတ်ရမယ်ဆိုတော့ phagocytosis ဆိုတဲ့ mechanism ကတွားပြီးတော့ဟိုဟာပေါ့အချို့ ဟိုဟာဖြစ်သွားတယ်ပေါ့ lymphocytosis ဆိုရယ် mechanism ဟာအဲပို့ပြီးတော့ဒါချုံးမွေသွားတယ်ဆိုရင်ဒီထားဖြစ်စေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆက်မှာအရှိပိုင်းကဒီသွေးပြူကိုဖြစ်စင်ပေါ့နော်ဒီမှာ MDS နဲ့ပတ်သက်ပြီးတော့ခါကြတော့ရှင်းပြထားရင်လည်းဒီလုပ်ငန်းရှင်တွေအကုန်လုံးကျွန်မတို့ဒီ WBC ပေါ့နော်သွေးပြူဘယ်လိုမျိုးစားဖြစ်တာလဲဆိုရယ်လေ့ထားရင်သွေးပြူရဲ့ normal mechanism တွေရပါလေ abnormal တွေရပါလေဆိုတော့ရှင်းပြရတဲ့အထက်မှာလည်းပါပြီးတဲ့ဖြစ်တဲ့ကြောင့်ဒီထဲမှာကျွန်မထည့်ပြီးတော့အခြေတွင်းမပြောပြရတော့ပြီးတော့ခါကြတော့ဒီထဲမှာပါတယ်ကျွန်မတို့ဒီစကလုံးတွေရဆိုလို့ရှင်တဲ့ immunology fundamental lesson series တွေမှာထည့်သွင်းပြရဖြစ်တဲ့ကြောင့်အများကြီး င်းမှာရှင်းကြလို့မယ်လို့ကျွန်တော်မထင်ပါဘူးပေါ့နော်